ကဲနောက်ဒုတိယတကုဘုနာသဗရံဘေကဝေဣတေကေသဗ္ဗဘေကိုတထာဂတပဝေတိတံဓမ္မဝိနည်းပရိယဘုနေတဝါအတနောတဟတိယံဘိကဝေဒုတိယမဟာသောရတန်တော်တဝိသမနောလောကသမိဘိကဝေခြေတယံတော်ကုဏသဗရဏောတမျိုးတော်ကဣဒဤလောက၌ဣဒဤသန္တော်၌ဣကိသောဘဘဘိကုအချောသောယုံမှသောစိတ်ထားရှိတဲ့ယဟန်တော်သည် တထကတပဝိတိတန်ရှင်တော်ဖယဟောကြားပြတာဆုံဆုံးမတော်မူတဲ့ဓမ္မဝိညာဉ်ဓမ္မဝိညာဉ်အမိရတဲ့သာသနာတော်ကိုပရိယာပုန်ရင်တော်ပရိယာပုန်ရင်တော်ဟာကောင်းစွာတင်ယူပြီပဲအတနောမိမိဣဒဟတိကိုယ်ပိုင်တရားပြုလို့ရထားပေ၏ဘိက္ခဝေ चित्त ယံတော်အယံဤကဲ့သို့သောယံတော်တိက လောကသမိလောကနိုင်တန်တော်တော်ဝိဇ္ဇမန္တော်ထင်ရှားရှိသောဒုတိယမဟာဆောရဒုတိယတခိုးကြီးပါပေသည်ဒုတိယတခိုးကြီးပဲမြတ်စွာဘုရားဟောကြားတတ်ဆဆုံးမအပ်တဲ့ဓမ္မဝိညာဉ်အမြင်ရတဲ့တရားတော်တွေကိုသင်ယူပြီးတဲ့အခါကျတော့ဒီတရားတွေကိုကိုယ်ပိုင်အဖြစ်နဲ့ညှို့နှံထားတယ်ဘာပြောရလဲခင်စကလုံးလေးနဲ့ပြောရင်တော့ဘုရားတရားသင်ယူပြီးတဲ့အခါဘုရားတရားကိုကျင့်ပြီးတော့ဘာပြောလဲကိုယ်တွေ့ ဉာဏ်မြင်တရားတချို့တရားတွေကလည်းအဲ့ဒီလိုကိုယ်တို့ဉာဏ်မြင်လို့ဝန်ခံပြီးဟောမှကျင့်တတ်ကြတယ်မြင့်ချင်ကြတယ်ကိုယ်တို့ဉာဏ်မြင်မဟုတ်ဘဲနဲ့အပြောတတ်တယ်ပြောနေတဲ့တရားမျိုးကိုတမိတော်တို့မကြိုက်ဘူးဟောတချို့ကဒီလိုလက်တွေ့ကျင့်လို့အောင်မြင်မှုရတဲ့တရားမျိုးကိုလွတ်ကျင်တယ်ဘလို့လက်တွေ့ကျင့်တာလဲဒါကြီးတွေဘလို့သဘောပေါက်လဲဟောတဲ့ပုဂ္ဂိုလ်လက်တွေ့ကျင့်တာလို့သူတို့ကဒီလိုတော့ပြောခြင်းပြောမှာနော် အဲ့ဒါဆိုရင်ဟောတဲ့ပုဂ္ဂိုလ်ကိုယ်နဲ့တရားဟုတ်ပါမလားကိုယ်နဲ့တရားဆိုတာကဒီလိုဆိုလိုတာပါနိုင်ယူတဲ့ပုဂ္ဂိုလ်ရဲ့ကိုယ်နဲ့မဟုတ်ဘူးဟောတဲ့ပုဂ္ဂိုလ်ရဲ့ကိုယ်နဲ့တော့ဖြစ်ချင်းဖြစ်မယ်ကိုယ်နဲ့ဒီဘုရားတရားနေဆိုတာကဘာလဲဘုရားရှင်ရဲ့ကိုယ်တွေ့ဉာဏ်နဲ့တရားဘာဖြစ်လို့ဘုရားရှင်ရဲ့ကိုယ်တွေ့ဉာဏ်နဲ့တရားလို့ဟောရလဲအဘိညာဘဟံဘိကဝေဓမ္မတေတိမိနောအနအဘိညာယဟောမူလပရိယယအတုံတံ မူလပရိယယသုတ္တမလာတဲ့ယဟန်တော်900ရီကိုဘုရားရှင်ဟောထားတဲ့ဒေသနာလေးတစ်ခုပေါ့သူတို့ကရတ္တဖို့ဆိုင်အောင်ချင်းချစ်တော်မူတဲ့သုတ္တန်လေးတစ်ခုရှိပါတယ်ခတ်တူတော်ပဲနော်အဘိညာဘာဟံဘိကဝေဓမ္မံဒိသိမိနောအနအဘိညာယစိတ္တယတောငါဘုရားဒီတရားတော်ကိုကိုယ်တိုင်မြတ်မထွန်းဖို့သိပြီးမှအသာလင်ငါဘုရားတရားဟောပါတယ်မသိဘဲနဲ့ငါဘုရားတရားဟောနေတာမဟုတ်ဘူးနော် ဒီတော့ဘုရားရှင်ဟောနေတဲ့တရားတွေဒီဘုရားရှင်ရဲ့ကိုရဉာဏ်မြင်ဟုတ်တယ်မဟုတ်ဘူးလားဟုတ်ပါတယ်ဒီတော့ဘုရားရှင်ရဲ့ကိုရဉာဏ်မြင်ကြတော့လက်ခံခြင်းနဲ့ဆန္ဒတမရှိဘူးဒါကစာတရားတွေပဲလို့ပြောပြလိုက်ဓမ္မဂတိကဆရာတော်တစ်ပါးပါဆိုကြပါစို့နော်အဲ့ဒီပုဂ္ဂိုလ်ရဲ့ခုနကကိုရဉာဏ်မြင်ဆိုတဲ့တရားကြတော့မှပို့ပြီးတော့နှိမ့်ချခြင်းနဲ့နော်ဒီတော့ဆန္ဒရာကဘုရားရှင်ရဲ့တရားကိုဘုရားတရားအဖြစ်နဲ့ ဘာသာပြုတာကိုမြတ်စွာဘုရားနှိမ့်ချိုက်။ဘုရားရှင်ရဲ့တရားကိုငါတရားလောက်ထားတာကြတော့ဘုရားရှင်မနှိမ့်ချိုက်။ဘုရားရှင်ရဲ့တရားတွေကိုသင်ယူပြီးတော့ဘုရားရှင်တရားကိုကျင့်တယ်။ကျင့်လို့ရှင်ဘုရားရှင်ရဲ့တရားပဲဖြစ်ရမယ်။မိမိရဲ့တရားမဖြစ်ရဘူး။အဲဒီတော့မိမိတရားဘုရားတရားကိုမိမိတရားပြုလုပ်တယ်ဆိုရင်ဒါတရားကိုခိုးတာပဲ။မူလကဘုရားတရားပဲ။ဘုရားတရားကိုမိမိတရားပြုလုပ်လိုက်တော့အဲ့အတွက်ဒါတရားခိုးတဲ့အတိပဲမဖြစ်ဘူးလား။ဖြစ်နေပြီနော်ဒါကြောင့် အယံဘိခဝေဒုတိယမဟာသောရတန္တောတဝိဇ္ဇမန္တောလောကသမိယဟံလောကမှာတကယ်ထင်ရှားရှိနေတဲ့ဒုတိယသကိုကြီးပဲလို့ဒီလိုဘုရားကဟောတယ်။ပြီးတော့ဒါကဒီတရားကဘုသူနီးလဲဒီတရားကဘုသူနီးလဲလာလာပြီးမေးဘလုံးနီးမှမဟုတ်ပါဘူးလို့တခါတလေကြိုက်လဲကြောင်းလို့မရရင်တော့ဝိသုဒ္ဓိမဲ့အထက်ကရမလာတဲ့နီးပါပဲလို့ဒီလောက်တော့ပြောတယ်။ချွတ်ကြနေနေကက်လာပြီဆိုလို့ရှိရင်တော့လေဒါကဘုရားနီးပါပဲလို့ဒီလောက်ပဲပြောရတယ်။ ဘုရားတရားကိုဘုရားနီးလို့ပြောခြင်းဒီအကောင်းဆုံးပဲဘုရားတရားကိုဘုရားနီးလို့မပြောပဲငါနီးသူနီးဘယ်ဆရာတော်နီးဘယ်ဆရာတော်နီးစတဲ့တဲ့ဒီလိုပြောတဲ့လုပ်ငန်းခွင်မျိုးကိုဘုရားရှင်ကမနှိမ့်ချိုက်ဘူးဘုရားတရားကိုဘုရားတရားအဖြစ်နဲ့အသင်လက်ခံပြီးတော့ကျင့်သုံးစေခြင်းနဲ့ပြီးတော့မမြင်တော်မူလို့ဟောထားတဲ့ဘုရားရှင်ရဲ့တရားဘုရားရှင်ရဲ့တရားအဖြစ်နဲ့သာဝန်ခံပြီးတော့တရားတော်ကိုဟောကြားပြတဲ့ဆိုဆုံးမှာမိရာကိုဘုရားရှင်နှိမ့်ချတယ်။ဒါကြောင့်တဟား ဘယတရားကိုဘယတရားလို့ဝန်မခံပဲမိမိရဲ့ကိုယ်ရဲ့ဉာဏ်မြင်ဆိုပြီးတော့ဒီလိုဝန်ခံပြီးတော့တရားတစ်ခုကိုဟောခဲ့ရင်တော့အဲဒီလိုဟောနေတဲ့ပုဂ္ဂိုလ်မျိုးကိုဘုရားရှင်ကဒီသာသနာတော်မှာဒုတိယသခွင့်ကြီးလို့ဒီလိုသတ်မှတ်ထားတယ်နော်